င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မိုးထီမိုးမီရွှေလောက်ကတွေမှာမိုးသားထွန်စွာရသမှုကြောင့်မြေပြိုကျပြီးအလုတ်သမားအများပြားဟာပျောက်ဆုံးနေကတပြေပြင်းကြီးရအပါဝင်ရွာအများပြားလည်းမြေကြီးအောက်ကိုရောက်သွားပြီးတေဆုံးသူအရေအတွက်ရချီရှိနေပါတယ်ကီနီမာ KNDF စစ်တပ်သား78ကိုရေထဲမျောပါတိုက်ဆုံးခဲ့ပြီး ဘိုးကဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးထုတ်ပြန်မယ်လို့ကြေညာတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းရမဲသိမ်းမြို့နယ်မိုးထီမိုးမီရွှေလုတ်ကွယ်မှာမိုးသက်ထန်စွာရသွမှုကြောင့်မြေပြိုကျမှုဖြစ်ပေါ်ပြီးအလို့သမားအများပြားဟာပျောက်ဆုံးနေသလိုတပြေပြင်းကြီးဟာအပါဝင်ရွာအများပြားမြေကြီးအောက်ကိုရောက်ရှိသွားတဲ့အတွက်သေဆုံးသူရာချီရှိနိုင်တယ်လို့အဲ့ဒီရွှေလုတ်ကွယ်ကလို့သမားအချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျ။တတိယပါလ17ရက်နေ့နဲ့12ရက်နေ့တို့မှာမိုးသက်ထန်စွာရသွမှုကြောင့်ရွှေတူးဖော်ရေးလုတ်ကွယ်တွင်အလို့သမားတွေနေထိုင် ာနေရာတွေပြိုကျမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီမိုးထီမိုးမီရွှေတူးဖော်ရေးမှာလောက်ွက်ပေါင်း40နီးပါးရှိပြီးရွှေလောက်ွက်အများအပြားဟာမြေပြိုကျမှုကြောင့်တက်စီးသွားခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်ဒီအဆက်အသွယ်တွေပြတ်တောက်နေပြီးကယ်ဆယ်ရေးလည်းမရှိသလိုပျောက်ဆုံးနေတဲ့အလို့သမားအများအပြားလည်းရှိနေတယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ရမဲသိမ်းမြို့နယ်အတွင်းကျေးရွာအများအပြားဟာတောင်ကျချောင်းရီတိုက်စားသွားတဲ့အတွက်ရွာလုံးကျွတ်ဟာပျောက်ကွယ်သွားရပြီးတပြေးပြင်းကျေးရွာ၅တက်စု ုကျေးရွာအရှိပင်ရွာအပါဝင်ကျေးရွာအများပြားဟာတောင်ကျချောင်းရည်နဲ့တူမြေကြီးအောက်မှာနစ်မြုပ်သွားရလို့လည်းသိရပါဗါးအဲဒီလိုရွာလုံးကျွတ်နစ်မြုပ်မှုကြောင့်တေဆုံးသူရာနဲ့ချီရှိနိုင်တယ်လို့ဒေသခံပြည်သူတို့ကပြောပြပါဗါးလက်ရှိချိန်ဒီရမဲသိမ်းမြို့နယ်အတွင်းကကျေးရွာတွေကိုကယ်ဆယ်ရေးမရောက်လာသေးတဲ့အတွက်ကြောင့်အသက်ရှင်ကျင့်သူတွေလည်းစောင့်ဝနေရေးအမိုးကံနဲ့ကျန်းမာရေးဒုက္ခတွေကြုံတွေ့နေရတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ကီနီပြည်မှာ KNDF ကစစ်တပ်သား၁၈ဦးရဲတဲမျောပါတေဆုံးမှုဖြစ်ပွားခဲ့ပြီးအဲ့ဒီဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးထုတ်ပြန်သွားမယ်လို့ KNDF ကတရားဝင်သတင်းထုတ်ပြန်ကြေညာထားပါတယ်။စက်တင်ဘာလ၁၇ရက်နေ့ညနေပိုင်းချိန်ကကီနီအမျိုးသားများကာကွယ်တပ်စစ်ထနာကစီစဉ်ဖွင့်လှစ်တဲ့စစ်တင်နန်းကစစ်တင်နန်းသားတွေဟာတင်ကန်းစာမစ်ရှင်လင်းချင်ရင်ချောင်းတစ်ခုကိုဖျက်ကျော်ဖို့စ조사အထောက်ရကနေမတော်တဆမှုဖြစ်ပွားခဲ့ကစစ်တပ်သားတင်နန်းသား၁၈ဦးဟာရဲတဲကိုမျော ောပါဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။စေတင်နန်းဟာကရင်အမျိုးသားများကာကွယ်တဲ့ က်ပေါင်းဆောင်တို့ရဲ့လိုအပ်ချက်အရကင်းနီးပြည်အတွက်လူစွာအရင်းမြစ်တွေပုံမိုတိုးတက်ကောင်းမွန်စေရန်အတွက်ရည်ရချက်နဲ့ဖွင့်လှစ်ခဲ့တဲ့တင်နန်းဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒီလိုမတော်တဆမှုကြောင့်စေတင်နန်းသား၁၈ဦးဆုံးရှုံးခဲ့ရတဲ့အပေါ်ကိုကင်းနီးမျိုးသားများကကွယ်တက် KNDF အနေနဲ့သက်ဆိုင်ရာမိသားစုဝင်တွေတရင်တစ်ဖက်တွေနဲ့တူများစွာဝန်내ခြေခွဲရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အခုမတော်တဆဖြစ်စဉ်ကိုကင်းနီးမျိုးသားများကကွယ်တက်ဗဟိုအနေနဲ့လိုအပ်တဲ့ က်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီးသက်ဆိုင်ရာတရင်တဖွဲ့တွေနဲ့ပြည်သူတွေကိုအသိပေးထုတ်ပြန်အသိပေးသွားမယ်လို့လည်းကြေညာချက်ထုတ်ပြန်ထားပါရရှင်။ ကိုးတန်တဲ့တပုတ်ကိုတန်ဆက်ပေးကြပါရယ်။ဘကိုးတန်ထန်းတမင်မြို့နယ်ထန်းတမင်တရားဘော်နဲ့တရားဘေးမှာရေဘေးတင်ပြည်သူတရားကြော်ပိတ်မိနေပြီးအရေးပေါ်ကယ်ဆယ်ကူညီတွေလိုအပ်နေရလို့ရေဘေးတင်ပြည်သူတွေကရန်ကုန်ခေတ်တင်မီဒီယာကိုပြပြပါရယ်။သတင်းမာလာ73ရင်းလေးမှာထန်းတမင်မြို့နယ်နဲ့တောင်ငူမြို့နယ်အဆက်ကစစ်တောင်းမြေမြင့်တလာနဲ့အတူတကားနဲ့ချစ်ကြည်စုတရားအဲ့ဒီမှာရှိနေတဲ့တမန်လဲကျိုးပေါက်သွားခဲ့ရကနေစစ်တောင်းမြေဘေးကကြေးရော်တွေဖြစ်ကြတဲ့မြင်းစုလေးအိမ်စုခေါရဲအောင်ကြီး ကလာရရွာတဲ့တာကရဆတဲ့ကျေးရွာအများပြားဟာရင်းနှမြုပ်သွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ရင်းနှမြုပ်သွားတဲ့လေးအိမ်စုကျေးရွာဟာအင်ဂျင်900ခန့်ရှိသလိုခေါင်ရမ်းကျေးရွာဟာလည်းအင်ဂျင်2000ကျော်ရှိတဲ့ရွာတွေဖြစ်ကြပါတယ်။အဲလိုနှမြုပ်သွားတဲ့ကျေးရွာတွေအတွက်ပြည်သူတွေဟာထိုင်းနိုင်ငံတရားပေါ်နဲ့တရားဘေးမှာရေဘေးသင့်ပြိမိနေတာဖြစ်ပြီးရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေလိုအပ်နေတယ်လို့လည်းသိရှိရပါတယ်ရှင်။ နေပြည်တော်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။နေပြည်တော်တက္ကသိုလ်မြို့နယ်ဖောင်တော်ကျေးရွာတရွာလုံးဟာရင်းနှီးမြုပ်သွားခဲ့ပြီးရွာလုံးကျွတ်မြေကြီးဖုံးလန်းသွားတာကြောင့်အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဖောင်တော်ဦးကျောင်းဆရာတော်ကရန်ကုန်ခေတ်စ်ကိုမင်ကြပါဗျာ။ စတေမာလာစတေရနေ့ကနေစတင်ကမိုးသဲထန်စွာရသွမှုကြောင့်တကုံးမြို့နယ်ဖောင်းတော်ကျေးရွာတရားလုံးကရေနှစ်မြို့သွားပြီးနေအိမ်၁၀လုံးနွား၅កောင်ရေထဲမျောပါသွားကတိုက်ရင်ချို့နယ်မြေဆိုင်ရင်အချို့ရဲ့အိမ်တွေထဲမှာရေနွန်း၃ပေကျော်နှစ်မြို့ကျန်ရှိခဲ့ပြီးကျေးရွာနေပြည်သူတရားကျော်မှာဖောင်းတော်ဦးဖုံးရင်ကျောင်းမှာတင်းရှောင်နေထိုင်နေကြရတယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့အရေးပေါ်အကူအညီဘယ်ကမှမလာတဲ့အတွက်ကြောင့်စားရဲတောက်ရဲခက်ခဲနေကြတယ်လို့ဖောင်းတော်ဦးကျောင်းဆရာတော်ကရန်ကုန်ခေတ်တစ်ကိုမင်ကြပါတယ်။ ဖောင်းတော်ကျေးရွာဟာအင်ဂျင်120ကျော်ရှိပြီးဖုံးရင်ကျောင်းဥဒတိုင်းတွေအင်ချန်ဝင်းချန်စီဥဒတိုင်းတွေဓာတ်တိုင်တွေကျေးရွာတံတားထိပ်ချိကန်လန်းနဲ့မြေဆိုင်အင်တွေမှာပုံလဲပျက်စီးနေကြတဲ့အပြင်စပားကင်းတွေတည်နံကင်းတွေလည်းပျက်စီးခဲ့ရလို့သိရှိရပါတယ်အခုရေကျသွားပြီမဲ့လဲကျေးရွာတွေရေစီးကျောင်းမြောင်းတွေနုံပြင်အင်တွေကျန်ရစ်ခဲ့လို့လည်းသိရှိရပါတယ်နေပြည်တော်တက်ကုန်းမြို့နယ်တွင်ညောင်ပင်သာရွာမကြီးပင်ရွာတစ်စိတ်ပင်ရွာ တောင်ပေါ်စာရွာစတဲ့ရွာတွေမှာရေထဲမျောပါတည်ဆုံးသူနှစ်ဦးကို တွေ့ရှိရသလိုအသက်ရှင်လျက်ကယ်ဆယ်လိုက်ရသူတွေလည်းရှိရလို့လည်းသိရှိရပါရဲ့ရှင်။ ီတစ်ခါမှာတော့ကရင်ပြည်နယ်ကြိုင်းစစ်ကြီးမြို့နယ်လွတ်ရှမ်းကျေးရွာကအကြမ်းဖက်စစ်တပ်အထိုင်စခန်းကိုနှစ်ကြိမ်ထိုးစစ်ဆင်တက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကရှစ်ဦးသေသွားပြီးကြက်ရှိနေတဲ့စစ်သားတွေကတော့တက်ပြက်ကထွက်ပြေးသွားကြတယ်လို့အထူးစစ်စင်ရေးတပ်ဖွဲ့ SOF ကတာဝန်ရှိသူတို့ကပြောပြပါဗျာ။ဩဂတ်စ24ရက်နေ့ကလေးကရိတ်ခါလက်လက်ခဲရန် စစ်ကူလမ်းကြောင်းတွေကိုပိတ်ဆို့ဖျက်တောက်ထားတဲ့တောင်ပိုင်းစစ်တွေက KNU တပ်မ6နယ်မြေလွတ်ရှမ်းကျေးရွာကအင်အား9စက္ကန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီအထံစခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား၈ဦးဟာသေသွားတာဖြစ်ပြီး 30ကျော်ထိခိုက်ဒဏ်ရာရှိခဲ့သလိုကြံရှိတဲ့စစ်ကောင်စီတပ်သားတွေရာစခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့အထူးစစ်စင်ရေးတပ်ဖွဲ့ SOFC ကနေသိရှိရပါဗျ။အဲဒီလိုတက်ပြက်ပြီးထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်သားတွေဟာဒေသနေပြည်သူအမျိုးသမီးတို့နဲ့အမျိုးသားနှုတ်ကိုလမ်းပြဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးညှဉ်းပန်းနှိပ်စက်ကပြန်လွတ်ပေးခဲ့လို့လည်းသိရှိရပါဗျ။အဲဒီနောက်အကြမ်းဖက်စစ်သားတွေစွန့်လွတ်သွားတဲ့စခန်းကိုဝင်ရောက်ရှင်းလင်းစေမှာစစ်တပ်ကထောင်ထားတဲ့မိုင်းတွေစစ်သုံးပစ္စည်းအနည်းငယ် နဲ့ကြည်ခရမ်းအချို့ကိုတင်းဆဲရရှိခဲ့တယ်လို့အထူးစစ်ဆေးတပ်ဖွဲ့ SOF ကတာဝန်ရှိသူတို့ကပြောပါရရှင်။ ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရရဲစခန်းနဲ့ရေချောင်းကနေစစ်ကူလာတဲ့ဆက်လေတွေကိုတိုက်ခတ်ရမှာအကြမ်းဖက်စစ်တပ်ဘက်က18ဦးသေသွားပြီးဆက်လေနှစ်စီးဟာနစ်မြုပ်ခဲ့လို့စကိုင်းခရိုင်အမှတ်လေးတရင် MSPDF တပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရတဲ့တောင်းခံလွင်ကူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်တတိယမလာနှစ်ရက်နှစ်ကလေးကမြောင်မြို့နယ်ကြောက်ရကျွရကအကြမ်းဖက်စစ်တပ်လောက်ခံရဲစခန်းကိုတော်လဲရဲဘော်တွေကစစ်ကြောင်း၃ကြောင်းခွဲပြီးတိုက်ခိုက်နေတာလည်းဖြစ်ပါရယ် အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့တွေအထိနာနေတဲ့အတွက်ကြောင့်စတေမာလ9ရက်နေ့ကရေစိုမြို့ဘက်ကန်းကနေဟောင်ဝေဆောင်အမြောက်တွေနဲ့ပြစ်ကူပေးသလိုလေကြောင်းကနေလည်းပြစ်ကူခဲ့လို့လည်းသိရှိရပါဗျ။ ဒါအပြင်ရေစတိုဘက်ကနေလည်းဆက်လေတွေနဲ့စစ်ကိုလာခဲ့ပေမဲ့အသင့်ဆောင်ဆိုင်နေတဲ့တော်လန်တဖွဲ့တွေကပြစ်ခတ်တက်ခတ်ရမှာဆက်လေနှစီးဟာနစ်မြုပ်ခဲ့ရပြီးမြေပြင်တိုက်ပွဲရောဆက်လေပါထိမှန်နစ်မြုပ်မှုကတေဆုံးမှုပါထွက်ထွက်မယ်ဆိုရင် စုစုပေါင်း18ဦးတေဆုံးခဲ့လို့သတင်းနဲ့ပြန်ကြားရတဲ့တော်ဝန်ခံလွင်ကူးကပြောပြပါရတယ် အဲ့တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာရရင်၃စီးနဲ့တူ MI-35 တပ်ခတ်ရဟရင်၃စီးနဲ့တူစစ်ကူရရှိလာပြီးလိုက်လံပစ်ခတ်တပ်ခတ်ခဲ့တာကြောင့်စခန်းကိုသိမ်းပိုက်နိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါဗါတယ်။အဲ့ဒီတပ်ပွဲတွင်မှာတော်လန်ရဲဘော်တူဟာကြာဆုံးခဲ့ရပြီးရဲဘော်ဆယ်ဦးဟာမစိုးရံဒဏ်ရာရရှိခဲ့ရလို့လည်းသိရပါဗါရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။